တနိုင်ကလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်အခမ်းအနားမှာတိုင်းရင်းသားတပ်တွေအနေနဲ့မဖြစ်နိုင်တာကို မတောင်းဆိုကြဖို့နဲ့ညီချင်းရေးဖက်ဒရယ်တိဆောက်ရမှာပါဝင်ကြဖို့ထည့်သွင်းပြောဆိုခဲ့တဲ့စစ်ကော်မရှင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းဟာအပြောနဲ့လက်တွေ့ကွဲလွဲနေတယ်လို့တိုင်းရင်းသားတပ်တွေကပြောပါတယ်။ NCA နှစ်ပတ်လည်အခမ်းအနားမှာစစ်ကော်မရှင်ခေါင်းဆောင်ကညီချင်းရေးဖက်ဒရယ်တိဆောက်ရေးမှာပါဝင်ကြဖို့တိုက်တွန်းပြောဆိုနေချိန်မှာပဲနိုင်ငံတော်ဝန်ကိုလေကြောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေတာပါ။ ဒါပြင်တိုင်းသားတက်တွေတောင်းဆိုနေတဲ့အထက်မဖြစ်နိုင်တာမပါဘူးလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူကဒီဗီကိုပြောပါတယ်စစ်ကောင်းဆောင်ကငင်းချင်ရေးအကြောင်းပြောပေမဲ့ကချင်ပြည်နယ်မှာတိုက်ပွဲတရက်မှမနာခဲ့ကြောင်းနဲ့ KIA ဌာနချုပ်ရှိရာလိုင်စာကိုအသေးခံ drone နဲ့ဖုံးကျဲတာတွေလုပ်ခဲ့တယ်လို့ဘုံမူကြီးနော်ဘူကဆိုပါတယ်ဒါပြင်တိုင်းသားတွေရဲ့တောင်းဆိုချက်မှာမဖြစ်နိုင်တာမပါဘဲပင်လုံစာချုပ်အရပြည်တော်စုတိဆောက်ဖို့တောင်းဆိုတာပဲဖြစ်တယ်လို့ဆိုပါတယ် NC နှစ်ပတ်လည်အခမ်းအနားကျင်းပတဲ့ရက်တွေမှာတိုင်းရင်းသားဒေသတွေမှာတော့မကပဲအညာမြေပြန့်ကိုပါလေကြောင်းနဲ့နေ့စဉ်ဘုံကျဲနေပြီးကချင်လူမျိုးရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာမျိုးတဲ့ကိုအော်တိုဘာလ16ရက်နေ့ညပိုင်းမှာစစ်ကောင်မရှင်တပ်ကအသေးကန် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့တရုတ်လူမျိုးနှစ်ဦးထိခိုက်ခဲ့ရပါသေးတယ်ရှင်။